ားသမီးရဲ့လုပ်ငန်းကိစ္စเนาะစီးပွားရေးငွေရေးကြေးရေးလူမှုရေးနောက်ကျန်းမာရေးအိမ်တွင်းအိမ်နောင်ရေးအခြေပညာရေးအစားဆောင်ရန်ရှောင်ရန်နဲ့ပြုလုပ်ရမယ့်ရည်ရည်လေးတွေကိုတခုချင်းပြောပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလမှာဆိုရင်ဒါကြာတာပြေးသားသမီးရဲ့အလုပ်ကိုင်းစီးပွားရေးတိုင်းမှာဆိုရင်ပြိုင်ဆိုင်မှုတွေကိုကျော်လွှားနိုင်တဲ့เนาะကာလဖြစ်တဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေအဆင်ပြေမဲ့ကာလရောက်ရှိပါတယ်။လုပ်ငန်းအဆင့်တိုးတက်အောင်မြင်မှုများရရှိမယ်။ဘာပဲလုပ်လို့ ဒါအနောက်ရှက်လေးရနည်းငယ်ကြုံတွေ့ပြီးမှအဆင်ပြေမယ်အရာရာလွယ်လွင်းတကူမဖြစ်နေဘူးပေါ့နော်အဲ့လိုမျိုးအဲ့တော့အဆင်မပြေဖြစ်နေတဲ့အရာလေးတွေခက်ခဲနေတဲ့အရာလေးတွေကတော့ပြန်ပြီးတော့အဆင်ပြေလာတာမျိုးပြေလာတာမျိုးတွေရှိမယ်အတိတ်ကချုပ်ဆိုခဲ့တဲ့စာချုပ်တွေပြန်ပြီးတော့အသစ်ချုပ်ဆိုရတာမျိုးတွေလည်းရှိလာတတ်တယ်ပေါ့နော်စာချုပ်စာထဲမှာလက်မှတ်ထိုးရတဲ့ကိစ္စလေးတွေပေါ်လာပါလိမ့်မယ် ကိုပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကလည်းတွတ်တက်အောင်မြင်မဲ့အနေထားမှာရှိတဲ့အကြီးအကဲထက်သူကြီးပိုင်းရဲ့အကူအညီထောက်ပံ့ကောင်းလေးတွေရရှိပါလိမ့်မယ်နော်။ ဆုံးဖြတ်ချက်ချဖို့ခက်ခဲစေတဲ့အကြောင်းအရာလေးတွေလည်းဒီလအတွင်းမှာ ပေါ်လာတတ်ပါတယ်တဲ့เนาะစိတ်ကိုအေးထားပြီးတော့ပြုလို့ပြောဆိုမယ်ဆိုရင်အဆင်ပြေမှုတွေဖြစ်လာနိုင်မယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့လုပ်ငန်းပိုင်းတွေမှာလက်ရှိကာလမှာလုပ်ငန်းတိုးချဲ့လောက်ကင်တဲ့အနေအထားလေးတွေရှိမယ်လုပ်ငန်းအခွင့်အလမ်းလေးတွေလည်းပေါ်လာတတ်ပါတယ်เนาะတမန်အားစည်းဝါးကြတဲ့လုပ်ငန်းလေးတွေနဲ့စီးပွားရှာနိုင်တော့ပို့ပြီး အားကောင်းမယ်ဖြန်လန်းလေးနဲ့စီးပွားရှာတာမျိုးငွေရှာတာမျိုးဆိုဒုက္ခရောက်တတ်ပါတယ်တဲ့เนาะအဲ့လိုမျိုးအလောက်ကနဲ့ပတ်သက်ပြီးတော့မမီးကဝန်ထမ်းဖြစ်နေတယ်ဆိုရင်เนาะအလောက်နေရာဌာနအပြောင်းရွှေ့ပြောင်းလဲကိစ္စတွေပေါ်မယ်ယာလူလာစာတိုးမယ်เนาะဒါပေမဲ့စိတ်ကောလူရောပင်မဲနာမျိုးတွေအကြီးကဲတဲ့လူကြီးဖျားပေးခြင်းခံနာမျိုးတွေတော့ရှိလာပါလိမ့်မယ်เนาะ အယောင်ဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေရောင်းဝအတက်ကြလေးတွေရှိမယ်နော်ဒါမင်းရဲ့အယောင်ဝယ်လုပ်နေတဲ့ကာလပတ်လုံးမှာအမြန်ဆုံးလေးတွေရရှိမယ်ပေါ့နော်ရာတီပေါ်လိုက်နော်ဒါအယောင်ဝယ်လေးတွေတွဲလုံးနိုင်ရင်တော့ပို့ပြီးအားကောင်းမဲ့အနေထားမှာရှိရဲဒီလအတွင်းမှာစနေနေ့နဲ့ပတ်သက်တဲ့လုပ်ငန်းအင်္ဂါနဲ့တောက်ကြံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအဆင်ပြေပါတယ်ဒီနန်ပစ္စည်းတွေလည်းအဝင်ရှိတယ်အဲ့တော့ဒီလအတွင်းမှာဒီနန်လုပ်ငန်းလောက်ကင်နေတဲ့သူတွေအောင်မြင်မဲ့ကာလဖြစ်ပါတယ်နော် အဲ့တော့စနေနေ့နေ့ဖြစ်တဲ့အထယ်လုပ်ငန်းနေဒက်စီဒီဇယ်ထမင်းဆိုင်ထီဆိုင်နီးပညာနဲ့ပတ်သက်တဲ့လုပ်ငန်းနိုင်ငံခြားနဲ့ဖက်ဆက်တဲ့လုပ်ငန်းတွေပေါ့နော်အဲ့ဒါအကျိုးပြုတယ်။နောက်ထပ်အနေနဲ့အင်ကာနယ်နေ့ဖြစ်တဲ့စားတောက်ကုန်စတိုးဆိုင်စန်စီဆေးဆက်ပစ္စည်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆက်တူလုပ်ငန်းလေးတွေအကျိုးပြုတယ်။နောက်ထပ်ဟိုတယ်နဲ့ခီးသွွားလာရေးလုပ်ငန်းသွတ်တန်တဲ့လုပ်ငန်းတစ်တီးလုပ်ငန်းတွေပေါ့နော်တစ်လုပ်ငန်းတွေအကျိုးပြုတယ်။အဲ့ဒီလုပ်ငန်းတွေနဲ့စီးပွားရေးတွဲလုံးနိုင်တော့ပို့ပြီးအားကောင်းတာပေါ့နော်။အဲ့တော့ဒီလုပ်ငန်းလုပ်နေတဲ့သူတွေလည်းလုပ်ငန်းအဆင့်တိုးတက်လာတာမျိုးတွေတော့ရှိမယ်နော်။အဲ့တော့မမီ ိမ်မှာကောင်းမှုကုသိုလ်လေးတွေပြုအပ်ကံလေးတွေရှိတဲ့ရဲဝဲမှာအဆက်အသွယ်ကောင်းလေးတွေလည်းရရှိလာတာမျိုးလေးတွေကြုံတွေ့ရမယ်နော်ဒီလအတွင်းမှာအဲ့တော့လုပ်ငန်းစီးပွားပိုင်းတွေမှာနည်းနည်းလေးတော့ပေါ့နော်ဒါကံညကံအားညအားစိုက်ပြီးတော့စ조사ရမယ်လုပ်ငန်းစီးပွားနဲ့အတူဘာသာတရားလေးတွေကောင်းမှုကုသိုလ်လေးနဲ့ရှင်တွဲပြီးတော့ဖြတ်သန်းမယ်ဆိုရင်အရာရာအဆင်ပြေချုံမှုမယ်အခက်အခဲမှုတွေလွတ်မြောက်တတ်တယ်နော်လူမှုရေးကဏ္ဍလေးတွေကတော့ပြဿနာအကြီးမားမရှိဘူးရှင်ပြိုင်လာသူတွေကိုမမိရအနိုင်ရရှိမယ်လူထိချင်းချင်းခံရတာမျိုးလေးတွေနာမည်ကုန်သတိကြော်စောမယ်ပေါ့နော်အရာရာ မင်းမင်းကဥဆောင်ဥဆောင်ဥရွက်ပြုလုပ်ရတာမျိုးတွေဆောင်ရွက်ပြုလုပ်ရတာမျိုးတွေတော့ရှိမယ်။နော်မတင်မြတ်သူတွေနဲ့ပြန်တဲ့တင်မြတ်တာမျိုးတွေရှိမယ်။ဆက်သွယ်ပြည့်နေတဲ့သူတွေလည်းပြန်ရတာမျိုးတွေတော့ရှိနေတတ်တယ်ပေါ့နော်။ဒါပေမဲ့လုံလုပ်ငန်းဆောင်တာကိစ္စဝကပြုလုပ်ပြောဆိုရမှာနော်အရာရာတတိနဲ့ပြောဆိုဆောင်ရွက်ပါစိတ်လဲမြန်မာပြုလုပ်တာလေးတွေရှောင်ပေးပါနော်။နောက်ထပ်ငွေကြေးခံတာပေါ့ အဲ့တော့ဒီလတွင်မှာငွေကြေးခန္ဓာလေးတွေရတော့နော်ဒီအခက်အခဲလေးတွေပြန်ပြီးတော့အဆင်ပြေမယ်ပေါ့အဆင်ပြေဖြစ်နေတဲ့အရာလေးတွေပြန်ပြီးအဆင်ပြေမယ်ပေါ့နော်ဝင်ငွေဝင်ငွေကောင်းလာတာငွေဝင်လန်းလေးတွေပေါ်လာတာမျိုးငွေကန်ကောင်းလာတာမျိုးတွေတော့ရှိမယ်အဲ့မဲ့ငွေကြေးရတော့ဝင်တလောက်ပြန်ပြန်ကုန်နေတတ်တယ်ပေါ့နော်ဒီလထဲမှာအဲ့တော့ငွေလူလိန်ခံရတတ်တယ်အဲ့တော့ငွေချင်းကတာအမခန္ဓာအထူးရှောင်အမခန္ဓာဆိုက်ရမယ်ချင်းကပြန်မြန်းနိုင်ငွေကိုအကြောင်းပြုပြီးစင်ညာတတ်တယ်ထို့ကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးအမခန္ဓာလို့ချင်းကတဲ့အလုံး မလုပ်ပါနဲ့။လောင်းကစားပြုလုပ်သူများဒုက္ခရောက်တဲ့အတွက်ငွေကိုနော်ငွေချင်းနဲ့ပတ်သက်ပြီးတော့ဒါဖြန့်လန်းနည်းနဲ့နော်ငွေရှာတာစီးပွားရှာတာလောင်းကစားလုပ်တာရှောင်ပေးရမှာဖြစ်ပါတယ်နော်။အဲ့တော့ငွေကိုချွေတာပါစူစောင်းမှငွေရတော့ဝင်လန်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဖက်ဖက်ကနေရှာပေါ့နော်။ဥရောဝင်လန်းဝင်လန်းနေဆိုရင်လည်းငွေရကိုကဒီလာစာရမှတခါပဲဝင်လန်းရှိရပေါ့နော်။အဲ့လိုမျိုးလေးတွေဆိုရင်ငွေရဘလိုမျိုးလေးတွေရှာနိုင်လဲဆိုတော့တခြားငွေဝင်လန်းလေးတွေပေါ့နော်။အဲ့လိုမျိုးကိုပိုင်းတစ်ပိုင်းတနိုင်လေးတွေတွဲလောက်တာမျိုး ြောင်းမျိုးမျိုးနဲ့တော့အဖက်ဖက်ကနေငွေဝင်လန်းလေးတွေရှာနိုင်မှကိုယ့်အတွက်ပို့ပြီးအားကောင်းမဲ့လာလေးတွေဖြစ်တယ်တို့ကြောင့်ငွေရရှာဖွေနိုင်မှတော့စူဆောင်းနိုင်မှငွေဝင်လန်းလေးတွေအဖက်ဖက်ကနေရနိုင်မှဒါပို့ပြီးအားကောင်းမဲ့တို့ကြောင့်ငွေရချွေတာမဲ့စူဆောင်းမဲ့ငွေရပေါက်တွေထင်းပြီးတော့သုံးဆွဲနိုင်မှငွေကန်ကောင်းလာလိမ့်မယ်နော်နောက်ထပ်ကျမ်းမာရေးခန္ဓာလေးတွေပေါ့နော်ကျမ်းမာရေးခန္ဓာလေးတွေကတော့သွေးအားနည်းတာမျိုးလေးတွေရှိမဲ့မူမောရှင်တောင်းတာလေးတွေဥကောင်းမဲ့ကြည်တာလေးတွေဖြစ်တတ်တာပေါ့နော်အဲ့လိုမျိုးလေးနောက်ပြီးတော့ကိုယ်လက်ကဲခဲညောင်းညတာခြေလက်ထိကြိုက်တယ်တက်တာလေးတွေရှိ ိမယ်เนาะအားလေးကြောင့်ဒါဆိုင်ကယ်ကားစီယာလေးတွေပေါ့เนาะသတိထားပါနောက်ထပ်တက်ကြီးပိုင်းလေးတွေပေါ့เนาะတက်ကြီးရွယ်ဥပိုင်းလေးတွေနဲ့ပတ်သက်ပြီးတော့เนาะကျမ်းမာရေးခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာ အကြောအားနဲ့ယောဂတွေဖြစ်မယ်ပေါ့နော်အကြောအားနဲ့ဒါလေးတွေခေါင်းနောက်တာလေးတွေခေါင်းမကြည့်တာလေးတွေသွေးပေါင်တက်ကြလေးရှိပြီးမူမောရှင်တောင်တာလေးတွေဖြစ်တယ်ပေါ့နော်အဲ့ဒါအသက်ကြီးပိုင်းလေးတွေတော့နည်းနည်းလေးပေါ့ကျမ်းမာကြီးကခြူချတက်တဲ့အတွက်အထုကယူဆိုင်ပါအသက်ရနေဆိုရင်ဆရာမရှိပေမဲ့နော်ဒါခြူချတက်တဲ့အနေထားလေးတွေရှိတယ် နောက်ထပ်အိမ်တွင်းအိမ်နောက်ရေးခံတာလေးတွေပေါ့နော်ပြဿနာကြီးကြီးမားမားတော့မရှိဘူးပေါ့မမီးရဲ့ဒါလမ်းညွန်မှုအတိုင်းတော့ရှိနေမယ်တစ်ခါတည်းရံပေါ့စိတ်လိုမချမှုတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးအိမ်နောက်တွေဖိုးကတော့တယောက်နဲ့တယောက်ကစိတ်လိုမချမှုလေးတွေစကားအခြေအနေတွေပြောတတ်တဲ့သူတို့ခွန်းကိုတို့ခွန်းပေါ့နော်အဲ့လိုမျိုးတွေတော့ရှိမယ်ဒါပေမဲ့ကြီးကြီးမားမားပြဿနာတော့မရှိဘူးအဆင်မပြေဖြစ်နေတဲ့အရာတွေပြန်ပြီးတော့ပြင်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲ့တော့အပြော်ပါတောက်စားရှိရဲ့အိမ်နောက်ရေးဆိုကရောက်ကစားလေးတွေရံများပြီးတော့အပြော်ပါတောက်စားမရှိရဲ့အိမ်နောက်ရေးဆိုအဆင်ပြေစေတတ်တယ်နော် အဲ့တော့ငရဲသူတွေအတွက်ချေကနာလေးတွေကြီးလိုက်တဲ့အခါမှာအချေဆန်းအလွန်ပွင့်နေမယ်နော်ရွေးချယ်ခက်ခဲတာမျိုးစိတ်နှုတ်ခဖြစ်တာမျိုးဆုံးဖြတ်ခက်နေတာမျိုးတွေရှိမယ်မိမိကိုစိတ်ဝင်စားနေတဲ့သူတွေကလည်းတရားမကနှစ်ယောက်ပေါ်လာတာမျိုးတွေတော့ရှိမယ်ချစ်သူမရသေးတဲ့သူတွေချစ်သူရတာမျိုးမရှိသေးတဲ့သူတွေချစ်သူရရှိတာမျိုးတွေကြုံတွေ့ရမယ်ချစ်သူစုံတွဲတဲ့အနေနဲ့ကတည်းကအခါတရံစိတ်တိုင်းမကြတာလေးတွေစိတ်ဆိုးစကားများလေးတွေအဆက်အသွယ်ပြတ်တာလေးတွေရှိမယ်မိမိချစ်သူကြောင့်တစ်ခါတရံစိတ်ပင်ပန်းမှုတွေကြုံရမယ်ပေါ့နော်မမြုပ်လိမ့်မဲနဲ့အိမ်အောင်ကြတာမျိုးတွေရှိမယ်အလူမင်္ဂလာပြုတ်ရတာမျိုးတွေကြုံတွေ့ရတယ် တဲ့တဲ့တရင်မိမိချစ်သူထမ်းမှတရင်ကောင်းကြတာမျိုးလေးတော့ရှိမယ်။နော်အခြေခံတာလေးတွေကတော့ အဲ့တော့နောက်ထပ်ပြီးတော့ဒါအခြေခံလေးတွေเนาะဒါပြီးဆုံးသွားပြီဆိုရင်ပညာရေးခံလေးတွေပေါ့เนาะအဲ့တော့ပညာရေးခံလေးတွေကြီးလိုက်တဲ့အခါမှာရဲဝေးရက်နီးတက်ပညာပိုင်းလေးတွေသင်ကြားတာမျိုးတွေတော့ရှိမယ်အွန်လိုင်းရတော့လကောက်ပေါ့เนาะသင်ကြားတာမျိုးတွေတော့ရှိမယ်အသိပညာပူးစုတာတိုးပွားမယ်ရည်မှန်းချက်ရည်ရွယ်ချက်တွေအောင်မြင်မယ်စာမိုးဝဲဖြေရာရှိနေအောင်မြင်မယ်သင်တန်းတက်ဖို့ကိစ္စတွေရှိနေတက်ဖြစ်လိမ့်မယ်ပေါ့เนาะအဲ့တော့မိမိဘွားအတွက်အထောက်အကူပြုမယ်သင်တန်းလေးတွေဖြစ်ပါတယ်ကိုကเนาะဒီအတတ်ပညာပြီးဆုံးသွားရင်လည်းအတတ်ပညာဉာဏ်ပညာနဲ့ပတ်သက်တာ ဘာသာစကားနဲ့ပတ်သက်တာတွေနေလာမယ်ဆိုကိုပွားတဲ့အထောက်ကူပြုပါလိမ့်မယ်တဲ့နော်နောက်ထပ်ပြည်တွင်းပြပခီးကန်တော့ပြည်ဒါပြည်တွင်းပြပကိုခီးကန်အားကောင်းတယ်ပြည်တွင်းပြပခီးစဉ်လေးတွေသွားတာမျိုးတွေတော့ရှိမယ်နော်ဖျားဖို့ခီးစဉ်တော့လောက်အပျော်ဖို့ခီးအပျော်ခီးစဉ်တော့လောက်သွားတာမျိုးတွေရှိမယ်ပြပခီးကန်လည်းအားကောင်းတဲ့အတွက်ဒီလာထဲမှာပြည်တွင်းပြပကိုခီးကန်အားကောင်းတဲ့လာလေးတလာဖြစ်တဲ့အတွက်နော်ကြန့်ကြာနေတဲ့ဟာလေးတွေခက်ခဲနေတဲ့ဟာလေးတွေပြန်ပြီးအဆင်ပြေပြီးခီးထွက်လာမျိုးခီးသွားတာမျိုးတွေကြုံတွေ့ရနိုင်မယ်နော် တော့ဒီလအတွက် lucky color လေးပြောပြပါမယ်ဒီလအတွက် lucky color လေးကတော့အဝါပွင့်အဝါရောင်ဖြူမိုင်းသောအရာအဖြူရောင်လေးတွေပေါ့နော်နောက်ပြီးတော့နီညိုရောင်နီညိုပွင့်လေးတွေကတော့အချိုးပေး lucky color လေးတွေဖြစ်တဲ့အရေးကြီးသောခရီးတွေအရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကန်စာတာပွင့်လန်းစေပါလိမ့်မယ်နော်အချိုးပေး lucky ကနန်းလေးတွေတော့1 3နှင်းငါနော်တေ3925ကအချိုးပေးလက်ကိကနန်းလေးဖြစ်တဲ့ထီထိုးမယ်ဆိုဒီကနန်းလေးရွေးပြီးထီထိုးပေးလို့ရတယ်နော် အဲ့တော့ဒီဒလာတော့နဲ့ဆောင်ရွက်ဆောင်လေးတွေပြောပြပါမယ် ကြာသာပရိသတ်မိတွေတဲ့နော်ဒါဒီတလာတော့ကံကောင်းမှုအတွက်ပြုလို့ရမယ့်ရေရာလေးတွေကတော့မိမိတို့ရဲ့နော်ဒါအိမ်ဖျားမှာအမ်မွေးနေ့တိုင်းသို့မဟုတ်ပေါ့နော်နေ့စဉ်အမွေးတိုင်းလေးတွေပေါ့နော်မွေးတိုင်းဆက်တတိုင်းကြာစံကြောပေါ့နော်နွားနို့တစ်ခွက်အမြဲတမ်းကတ်လူပါနေ့စဉ်ကတ်လူလို့ရတယ်တပတ်ကိုတရက်နေ့ရစေတနာရှိသလိုဟိုကတ်လူပေးလို့ရတယ်ပေါ့နော်ပြီးတော့အမ်မမြအန်ဒီကင်းခုံခါရာလေးတွေခုံတော်လေးတွေလက်ပွင့်ခုံတော်လက်ပွင့်ခါရာလေးတွေရွှတ်ပါမမိကောင်းမှုပြုတိုင်းကိုယ်ကိုစောင့်ရှောက်တဲ့ပုံကိုယ်လေးဘဝဘဝအပေါ့မှာတော့ဆက်ခဲ့တဲ့ဆွေတော် ်မျိုးတော်တွေရောအများတန်းပေးဝေမေတ္တာပို့ပေးပါเนาะအရဲတေတာတောက်စားခြင်းလောင်းကစားပြုလို့ချင်းသူ့တက်တက်ချင်းအထူးရှောင်ပေးပါအဲ့တော့ဆောင်ရယ်ရှောင်လေးတွေရရလေးတွေကိုတေးတေးချာချာပြုလို့ပေးပြီးတော့ကံကားမှုတွေရှာယူပေးပါဒီနေ့မှစကြတာပရိသတ်သမီးတွေအစားအစာရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ကြပါသည်အသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်ဝေးပြီးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆ iam ma solar nwe ni ka ni su taw mit da po ta lai ba de shin ဒီလမှာဆိုရင်တောက်ကြတာ